အဲ့ဒါကျွန်တော်ဆိုရင်2009လဲကနေပြီးတော့အနုပညာလောကလည်းစဝင်တာဆိုတော့ခုဆို25 16နှစ်အတွင်းမှာကျွန်တော်အတွက်မှန်မှန်ရရအောင်မြင်မှုရတာဆိုလို့တစ္ဆာမရှိတဲ့တစ္ဆာပဲတစ္ဆာမရှိဘူးတစ္ဆာရေအဲ့ဒါကျွန်တော်တော့ Melody Wall ကိုယနေ့ချိန်အထိအရင်ကိုကျင့်တတ်တယ်အားရတယ်အဲ့ဒီ season မှာလည်းပါဝင်ဝင်ရတဲ့အတွက်ကြောင့်ဝမ်းသာပါတယ်အော်အဲ့ဒါပြီးသွားတော့မှကျွန်တော်ပြိုင်ပွဲပြိုင်ပွဲလေးပြိုင်လာအောင်မြင်ခဲ့ပါဘူးတပွဲမှာလည်း မောင်မျိုးဒါပေမဲ့အောင်မြင်လာဆိုလို့အဲဆောင်းကပြောတဲ့နေမှာစူပါစတာစင်ကာမှာပဲအောင်မြင်ခဲ့တာ covid ကာလအတွင်းမှာပေါ့ covid ကာလအတွင်းမှာရလာတယ်ရလာပြီးတော့ကျွန်တော်တို့ဒီသချင်းလေးကိုဘယ်လိုမျိုးဖန်တီးရမလဲဆိုတော့လမ်းဘေးကအဲ့ လမ်းမေးဆိုပေမဲ့ဆိုထားပါတော့ကျွန်တော်တို့ဒီဆိုင်သေးသေးလေးပေါ့အဲ့မှာသွားထိုင်နေနေမှာအညီလေးကတီးပြတော့ဟာမိုက်တယ်ပေါ့အဲ့ဒါနဲ့အဲ့တချင်းလေးကိုယူပစ်သွားတာယူပစ်သွားတော့အဲ့တချင်းလေးကို music video ဖန်တီးတာကတော့အခုလွန်ခဲ့တဲ့အာလာပိုင်းနင်းနေရဖန်တီးတာပေါ့တဝဲမှာသွားရိုက်တာပေါ့အဲ့ရဟိုမော်ဒယ်မြန်မာလေးကလည်းအကူညီပေးတယ်ဆိုတော့ကျွန်တော်ကလည်းတိကျမဆောင်ကျင်တာနဲ့ဒီတိုင်းဆိုတဲ့ကတ်ကလေးနဲ့ရိုက်တယ်။နောက်တော့ဝယ်မှာသွားရင်းနဲ့ရိုက်တဲ့ခါကျတော့ဒီ boss ဘာကနေပြီးတော့ sponsor ပေးရပါဘော အဲ့လိုမျိုးရိုက်ရင်းနဲ့မှဒီ music video လေးကိုဖန်တီးလိုက်တာပေါ့အချင်းကတော့ကျွန်တော်တို့မိုးရာသီဆောင်းရာသီနဲ့ဆိုကိုလိုက်ဖက်မထင်းနဲ့ဘာလို့လဲဆိုတော့အာအချင်းကတော့ဘယ်လိုမျိုးရိုးရိုးရှင်းရှင်းလေးနဲ့အာစိတ်ပူတယ်ဆိုတဲ့အကြောင်းလေးပေါ့အဲ့ဒါလေးကိုတီးဆရာနဲ့ကျွန်တော်နဲ့ဒီချာတိုင်ပင်ပြီးတော့ကျွန်တော်ဗန်မေရိုဗန်နဲ့အတူတူကျွန်တော်တို့ဒီချာလေးဖန်တီးပြီးတော့ထွက်ခဲ့တာပေါ့ ဒီသချင်းလေးကတော့ဒီကျွန်တော်တို့ဟို main ကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်တယောက်နဲ့တယောက်အပြန်အလှန်စိတ်ပူစိတ်ပူတယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့အာအပြန်ထွက်ရင်လည်းထီးမမေ့နဲ့တော့အာထီးမမေ့နဲ့ပေါ့နော်နောက်ပြီးတော့ဟိုအနှွေးတယ်လေးတွေဒါလူတိုင်းမှာဟို close ဖြစ်တယ်ပေါ့နော်ဘယ်လိုပြောမလဲအော်ဟိုအေးဖြည်းဖြည်းအေးအေးဆေးဆေးလေးပြောပြီးတော့အာစိတ်ပူရတယ်ဆိုတော့ရင်းနှီးထီအောင်လို့အာကျွန်တော်ကတော့ခံစားချက်နဲ့ဆိုလိုက်တာပေါ့ recommend ပေးချင်တာကျွန်တော်အဲ့ရလေးကိုမှတ်ချက်ပေးချင်တာကတော့ ဝေးရောက်နေတဲ့လူတွေအာနောက်ပြီးတော့ဘယ်လိုပြောမလဲအလုပ်ကိစ္စနဲ့ပဲဖြစ်ဖြစ်ကျွန်တော်တို့ဘဝအတွက်ရုန်းကန်နေရတဲ့အာညီကုံမုံထမတွေအတွက်ပို့ပြီးတော့ထိရောက်နိုင်မယ်ထင်တယ်အာဒါမှမဟုတ်လည်းအာဘယ်လိုပြောမလဲတခြားသောဘလိုပဲစိတ်ပူစိတ်ပူကိုချစ်သူစိတ်ပူတယ်ဆိုတော့အကြောင်းအရာလေးကိုပေါ်လွင်အောင်လို့ကျွန်တော်ဆိုပေးခဲ့တာဆိုတော့အာကျွန်တော်ပြောတဲ့အတိုင်းပဲချစ်သူကိုလည်းအဲ့လိုမျိုးလေးတွေအာစိတ်ပူတယ်ဆိုတော့အကြောင်းလေးအမြဲပြောဖို့အဲ့ဒါဆိုပို့ပြီးတော့ နှွေးထွေးမှုတွေဖြစ်တယ်အာအေးအေးချမ်းချမ်းလေးလည်းဖြစ်မယ်လို့ကျွန်တော်ထင်ပါတယ်ချယ်လီမြကောင်းကမပြုတော်လေးကြတယ်ချစ်ချင်းနဲ့စောင့်တယ်မယ်လိုဒီဝေးကအာမယ်လိုဒီဝေးမတိုင်နေတဲ့အဆိုရင်တော့ကျွန်တော်ဟိုမှာဗာလဲအာဆိုကြမယ်ပြောကြမယ်ပြိုင်နေနောက်မယ်လိုဒီဝေးမယ်လိုဒီဝေးပြီးတော့အာမြန်မာစူပါစတားဆင်ခဲ့ မသိဘူးမသိကြဘူးဒါပေမဲ့ကျွန်တော်2003မှာစုရတာပေါ့စုရတာဆိုတော့အမ်အဲ့ရနေပြီးတော့ကျွန်တော်တက္ကသိုလ်ဘွဲရတော့ဘွဲမရသေးဘူး sorry ဘွဲဟုတ်တယ်တက္ကသိုလ်ဘွဲရပြီဗျ sorry ဘွဲရပြီးသွားတော့ကျွန်တော် melody ဘောဝင်ပြိုင်နေ melody ဘောမှာလည်းပြုတ်ခဲ့တာပေါ့ melody ဘောမှာလည်းအောင်မြင်ခဲ့ဘူးဒါပေမဲ့လူသိသွားတာ melody ဘောအနေနဲ့လူပိုသိတယ် melody ဘောအနေနဲ့လူပိုသိတယ်ဒါပေမဲ့မြန်မာ superstar singer ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအာ ပို့လို့တော့မှမသိဘူးထင်တယ်အဲတကယ်သိရတော့ melody ဘောပေါ့နော် melody ဘောကျွန်တော်တို့မြန်မာနိုင်ငံမှာလက်ရှိအနေထားအရတခုအရပြိုင်ပွဲတွေအနေထားအရပြောပါဆို melody ဘောပဲဘာလို့ဆိုလို့ melody ဘောဒီလုံးဝအဆိုရှင်ကောင်းများစွာကိုမွေးထုတ်ပေးခဲ့တဲ့နေရာလို့ပြောရင်မမှားဘူးအဲကြောင့်ကျွန်တော်တို့ melody ဘောကိုယနေ့ချိန်အထိအရန်ကိုကျင့်တဲ့အားရတဲ့အဲ့ဒီ season မှာလည်းပါဝင်ဝင်ရတဲ့အတွက်ကြောင့်ဝမ်းသာပါတယ် အော်အဲ့ဒါပြီးသွားတော့မှကျွန်တော်ပြိုင်ပွဲပြိုင်ပွဲလေးပြိုင်လာမှာအောင်မြင်ခဲ့ပါဦးတပွဲမှာလည်းမအောင်မြင်ဘူးဒါပေမဲ့အောင်မြင်တာဆိုလို့အဲ့ဆောင်းပြောတဲ့နေမှာစူပါစတားစင်ကာမှာပဲအောင်မြင်ခဲ့တာတာတန်ဆူရတဲ့ဂလုံးနေမျိုးစေကျွန်တော်က6တန်းလောက်တည်းကအဲ့တစ်ဖက်ရက်ကွက်မှာမင်္ဂလာဆောင်နေရှိရင်လိုက်ရှာပြီးဆိုတဲ့လူတယောက်ဖြစ်သွားတာပြောရရင်တော့ရှိရေးဆိုတော့တော်တော်ချုံချုံပြောရရင်တော့အော်အဲ့မင်္ဂလာဆောင်ပွဲတွေမှာ ၆တန်းចောင်းသားဘွားတွေကထွက်တဲ့သချင်းတွေကိုကျွန်တော်ကကျွန်တော်ဆူစင်လို့ပါမင်္ဂလာဆောင်ကိုနဲ့တီးတီးမီးလိုက်ပြီးတော့အဲ့မိုက်ကင်နေတာဗောနော်မိုက်ကင်ပြီးတော့ဒီသချင်းကိုကိုဘလို့ဆူမလဲဆိုတဲ့အရာဗောနောက်ပြီးတော့ဒီကျွန်တော်တို့တခြားသောအကူတွေကအဲ့လိုမျိုးလမ်းဘေးမှာတီးနေတာတော့ဗောလို့ကျွန်တော်တို့နားထောင်ခဲ့ရတာဒီဘက်ခင်မှာဆိုရင်တော့တော်တော်မိုက်သွားပြီနည်းနည်းလေးဆူတတ်ရင်တော့ဟိုဆူရှယ်ကအကောင်းကောင်းအသုံးချတတ်ရင်တော့အမအဆင်ပြေနေကြတဲ့ဘဝလေးလေကောင်းတယ်ဒီဘက်ခက်ကတော့ကောင်းပါလေဒါပေမဲ့တော့ အရွေးရွေးချယ်တဲ့လမ်းမမှဘူးပဲအရေးကြီးတာပေါ့နော်ဆိုတော့ကျွန်တော်တို့ကတော့အဲ့လိုမျိုးမရဘူးဗျအစင်မတက်ဖို့တော်တော်ကြီးကိုတောင်းတောင်းပန်ပန်နဲ့ဘဝတွေဖြတ်တန်းခဲ့ရတာအဲ့ဒါဆိုတော့အဲ့ live တွေကတော့အများကြီးပဲပြောရရင်တော့ဒါပေမဲ့ငငယ်တည်းက YouTube ခဲ့ပြီးတော့6တန်းចောင်းသားဘဝတွေက YouTube ခဲ့တယ်ဒါပေမဲ့အဲ့လိုမျိုးသချင်းတွေကိုလေ့လာတယ်ဟာလာကျောတငယ်ချင်းနဲ့ကျွန်တော်လမ်းအိမ်ရှိမှတီးတယ်အာရဲကြီးနဲ့អော်တယ်ပြီးတော့လို့ရှိရင်အဲ့လိုမျိုးအာမတော်ကြသေးဘူးလားဆိုအမေကအဲ့ဒါနဲ့အရှက်မရှိဘူးလားဘာညာပြောလဲကျွန်တော်တို့က ရအောင်လုပ်ခဲ့တာပေါ့ရအောင်လုပ်ခဲ့ရဆိုတာကိုရွေးချယ်တဲ့ music ကိုရွေးချယ်တဲ့လမ်းကငါဒီကနေဆက်သွားလို့တင်မလားမတင်ဘူးလားဆိုတဲ့အရာကိုရွေးချယ်ခဲ့တာဟိုအချိန်လေးလူဘဝတွေပြီးဆက်ခဲ့ပြီးတော့မှလူညာလောကတွေရောက်လာတာပေါ့အဲကျွန်တော်ဆိုရင်2009တည်းကနေပြီးတော့နုညာလောကလည်းစဝင်တာဆိုတော့ ခုဆို25 16နှစ်အတွင်းမှာကျွန်တော်တို့မှမရရအောင်မြင်မှုရတာဆိုလို့တစ္ဆာမရှိတဲ့တစ္ဆာပဲဘောတစ်လျှောက်လုံးစူးစမ်းလာလိုက်တာတနိုင်ငံလုံးသိဖို့အတိုင်းအတာကိုစူးစမ်းလာလိုက်တာတစ္ဆာမရှိတဲ့တစ္ဆာနဲ့မှကျွန်တော်ကလူပိုသိသွားတယ်လို့ခံစားရတယ်။နောက်ပြီးကျွန်တော်နာမည်ကလည်းဖြိုးချော်ထိုက်ဆိုတော့ကျွန်တော်လည်းအကြောင်းမို့ဒီ The Voice မြန်မာမှာကျွန်တော်အဲ့မတိုင်ခင်မှာ Sick Depression တွေဝင်ပြီးအကြောင်းမျိုးမျိုးကြောင့်ကျွန်တော် The Voice ကိုဝင်ပြိုင်ခဲ့တယ်။ပြိုင်ခဲ့တဲ့အခါမှာထိုက်ကြီးဆိုတဲ့နာမည်ကိုပဲကျွန်တော်သုံးခြင်းလား။ အဲကြောင့်လည်းကျွန်တော်အခုလောလောဆယ်ထိုက်ကြီးဆိုတဲ့ဟာနဲ့သွားနေတာပေါ့အဲမဲ့ဖြူချော်ထိုက်ကိုလည်းလူသိပြီးသားဆိုလည်းလူသိပြီးသားလည်းရတယ်ဘာမှမဖြစ်ဘူးဒါပေမဲ့ကျွန်တော်ဖြူချော်ထိုက်ထိုက်ကြီးဆိုတဲ့ဟာကိုတွဲမိအောင်လို့ကျွန်တော်သချင်းနေမှာဆိုကျွန်တော်ရဲ့နာမည်ကိုထိုက်ကြီးဖြူချော်ထိုက်ဆိုပြီးသွားခဲ့တာပေါ့ဒါပေမဲ့အဲ2019လောက်မှာမှအောင်မြင်တယ်အောင်မြင်ပြီးတော့22နှစ်23ကျတော့တခါထပ်အောင်မြင်တယ်တစ္ဆာတောက်လျှောက်ပေါ့တစ္ဆာကြောင့်ပဲအောင်မြင်သွားတယ်လို့ပြောရမယ်အဲကြောင့်ကိုဆိုင်လေးကိုလည်းကျေးဇူးအရင်တင်တယ်ကိုဆိုင်လေးကလည်းကျွန်တော်ဒီသချင်းကမင်းကအပိုင်ပေးတာ ငါဘာလို့မှလည်းရောင်းမှာမဟုတ်ဘူးအေကာဘာဆိုရင်တော့သူရောင်းတယ်ချန်နဲ့ဟိုရုပ်ရှင်ဇဝင်ဒေပါညာအဲ့လိုရောင်းတယ်ဒါပေမဲ့အဲ့ဒါဖျိုးချော်တဲ့ကိုပေးထားတာဖျိုးချော်တဲ့ကလွဲပြီးကျွန်တော်ဘာလို့မှမရောင်းအဲ့အဲ့လိုမျိုးတေးဆရာတွေမှလည်းအရင်ကဂုံယူစရာကောင်းတဲ့တေးဆရာတွေအများကြီးပါပဲဘယ်လိုပြောမလဲအဲ့ဆိုတဲ့လူတံမိုးထားတဲ့တေးကြီးတွေလည်းအများကြီးပါပဲအဲ့ဒါကြောင့်မို့ကျွန်တော်ကတော့ဟိုအကုန်လုံးတေးဆရာတွေကတော့သူကနေသူဟိုကောင်းကြရတယ်ဒါပေမဲ့အဲ့လိုမျိုးလေးစိတ်ကလေးရှိတယ်ဆိုတော့ကျွန်တော်ကအရင်ကဂုံယူတယ်ဝမ်းလဲဝမ်းသာတယ်အဲ့လိုဆိုတော့ကျွန်တော်တချို့တချင်းလေးဆိုရင်တော့ကျွန်တော်ပြန်မဆူဖြစ်တော့ အများကြီးဆိုကြရတယ်ရှိတယ်။ဒါပေမဲ့ကျွန်တော်ထွက်ပြီးသားသချင်းတွေကိုပဲဘယ်လိုမျိုး creation ပြန်လုပ်မလဲဘယ်လိုအာဘယ်လိုပြောမလဲဘယ်လို maintenance ပြန်လုပ်မလဲဆိုတာပဲကျွန်တော်စဉ်းစားပါတော့တယ်။ဟုတ်